အဲ့ဒီနောင်တဆယ်ပါးကိုအလုံးစုံတရားနာ ပရိသတ်တွေမှတ်မိကြပြီလိုက်နာကျင့်သုံးနိုင်ကြပြီဆိုရင်တဲ့အသက်ရွယ်ကြီးကြီးရင်လာတဲ့အခါမှာနောင်တတပံပူပန်ရတဲ့ဘဝတွေကနေလွတ်မြောက်နိုင်တယ်တဲ့နောင်တဘဏ္ဍပါလဲငယ်စဉ်ကလည်းယင်မသိပညာဥစ္စာမစုငယ်စဉ်ကလည်းယင်မသိပညာဥစ္စာမစုသူချင်းကိုဖြစ် ုတ္တသဇသူမယ၌ပြမတုံပြီပြင်းစည်းရှိလျက်ဇိုးစီမလုံးမွေမြူမိဘမပြူရနှင့်ဆုံးမမနာပညာရှိတဲ့ဤကံမမအမျက်မခြင်းဤစေစင်ငါကြည်ရင်စရာဥသောခလည်းရင်ဥဇာနောင်းဒရတ္တစွတ်ဒီမလေးရှားတော်ဘုရားကြီးမဂဒေဝလင်္ကာထဲမှာ ဆက်စွန်ထားတဲ့နောင်တဆေပါဆိုတဲ့ဇောင်းဘုကပြားလေးကိုအလုံးသောတရားနာပရိသတ်တည်းအချိန်ပြေလေးလိုက်ဆိုကြရအောင်အချိန်နေကြပြီလားငိမ့်နေတာပဲဆိုတော့လေအဲ့တော့လိုက်ဆိုကြပါငယ်စဉ်ကလည်းမသိင်ပညာဥစ္စာမစွန်သူချင်းကိုဖြစ်သူတန်သက်သာ သူမရနိုင်ပြမတုံပြီးပြစည်းရှိလျံဇိုးစိမလိုမွေးမြူမိဘမပြူရနေသုံးမမနံပညာရှိတံနိဂမမအမြတ်မခြင်း ဤစေစင်ငါကြည်ရင်စရံဩသောခလယင်ပူဇော်နောင်တရတ္တစွာတိတသမသောဘသောကြောင့်တို့မေတ္တရာချစ်ခင်စိတ်ကောင်းဝิญญาณတဲ့တင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်အပမဒိနာမမေ့မလျော်မပေါ်မစားတဲ့တတိတရားဖြင့် တမ္မာဒိဋ္ဌကောင်းစွာမသွေကြင်ကြံကြိုးကိုပွားများအထုတ်နိုင်ကြပါစေကုန်တည်း